စစ်ကော်မရှင်တပ်ဝင်ရောက်စီးနင်းမှုကြောင့်ဘေးလွတ်ရာတိမ်းရှောင်နေကြရတဲ့ကြားဖြန့်တရုတ်များစုကိုကရင်ပြည်ရဲကထိန်းသိမ်းပေးထားတယ်လို့သိရပါဗျ။ကရင်ပြည်နယ်နေချဆောင်တပ် BGF အမှတ်နှစ်စစ်ဒေတာစစ်စင်ရေးမှုဘုံမှုချုပ်စောတင်ဝင်ကုန်မှာဖွက်ထားပေးတယ်လို့မျက်မြင်တွေ့ရှိရဲ့စီးရေးသတင်းရင်းမြစ်တွေကပြောပါဗျ။မြောက်ဒီမျိုးတောင်မရှိ KK ပဲကြားဖြန့်အွန်လိုင်းဂိုင်းတွေကခေါင်းဆောင်တရုတ်များစုကိုပဲခလုံးခွင့်ပေးထားတာလို့ အဲ့ဒီသတင်းရင်းမြစ်တွေကပြောပါတယ်။အဲ့ဒီအကြောင်းသိရှိထားသူကရင်စီရေးသတင်းရင်းမြစ်တအူကအမေကိုခုလိုပြောပြပါတယ်။ဒါဒီဂျာပြန်ဘူးဖြစ်ရဲဆိုတော့တပ်မရှိတဲ့တုပ်ကလေးအကုန်လုံးကဒါရမှာအဲ့ဒီဒီပတ်မရှိတော့ဘူးလား။ဘယ်ရောက်ဝါလဲဆိုတော့ဘူတူဝင်ကုန်းရောက်ဝါကိုယ်ကမှကျွန်တော်မနေ့ကပြည့်ကြတယ်။အဲ့ပုတ်တယ်ကောင်းမလေး။

အဲကျောင်းမှာမရှိတဲ့ကြောင်အားလုံးသူလည်းတန်းကားရင်းတက်တက်ထုတ်တယ်။ဒီကဘာရီကားရီတဲ့ဟာကိုလုံးနော်။ဘာမှုကြည့်ရပစီကိုလုံးသူအန်ထုံးနေတယ်။ကေကေပတ်ကြပြန့် online လေးလည်းမှုလုပ်ငန်းခွင့်ကိုစစ်တပ်ကအာဆီယံစည်းဝေးတက်ရမလားဆိုတဲ့မျှော်လင့်ချက်နဲ့အောက်တိုဘာ19ရက်နေ့ကဟန်ပြဝင်ရောက်စီးနှင်းမှုတွေပြုလုပ်ခဲ့ပါတယ်။အဲ့ဒီနောက်ထောင်ထဲချီတဲ့နိုင်ငံသားနဲ့မြန်မာနိုင်ငံသားကြပြန့်လေလေသူတွေဟာမြဝတီမြို့ထဲနဲ့ ထိုင်းနိုင်ငံတပတ်ချန်းကတက်ခရိုင်မဲဆောင်နဲ့အနီးတဝိုက်ကိုထပ်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။အဲ့ဒီနောက်အော်တိုဘာ22ရက်မှာစစ်တပ်ဘက်က KK ဘက်ကိုထပ်မံဝင်စီးမယ်လို့သတင်းထွက်ပေါ်ခဲ့ပေမယ့်အမှန်တကယ်ဝင်စီးတာမျိုးတော့မဟုတ်ခဲ့ပဲဝင်းတဲ့ကိုပြစ်ကမှုချုပ်ပြုလုပ်တာမျိုးသာလုပ်ခဲ့ပါတယ်။အဲ့ဒီနောက်ချပြနေထွက်ခောင်းမြင့်တက်လာပြီးနောက်အော်တိုမန်23ရဲ့မနက်ပိုင်းကစလို့တရုတ်ထိုင်းအိန္ဒိယအာဖရိကပါဝင်နိုင်ငံပေါင်းစုံကချပြန့်ခေါင်းဆောင်တွေကို ်ပီဂျီကဖော်ပြထားတာဖြစ်တယ်လို့မြောက်ရီဒေသခံတွေကပြောပါတယ်။လက်ရှိ KK ဘတ်ကြဖြတ် online ဝင်နေမှာတော့ကြဖြတ်တွေကသူတို့ရဲ့ဖုန်း laptop ကွန်ပျူတာကားနဲ့အသုံးဆောင်တွေကိုအရေးပေါ်အသုံးစေးအတွက် အောက်ဈေးနဲ့ရောင်းချနေကြတယ်လို့ MPA ရဲ့သတင်းရေးမြစ်တအူးကပြောပါတယ်။ကွန်ပျူတာတွေကားတွေဖုန်းတွေပေါ့နော်။ဘယ်ဖုန်းတွေမသိတာလဲ။အဲ့ဘယ်လိုသိတာ။အမှန်တော့လေဟိုစင်ကိုရောင်းချင်ကြတယ်။ 然后我把家里这个爱家电喽，换一条透明的呀，湖南制造，不在家里。这个这个条透明呀，条透我的，条硅胶的呀，条硅胶，湖南制造的。怎么样？湖南，怎么样？弄个卡那个木有？湖南不是湖南制造的，比较透明的，比较不一样的，对不对？然后怎么样？还要留电话，这个比较便利。里苗头没事，去几百。 ကြားဖြတ်ငွေလေလုပ်ငန်းခြံဝင်းကိုနေချာဆောင်တက် BGF ကလုပ်ငန်းရဆန်းလိုက်ပြီးနောက်အဲ့ဒီငွေလေလုပ်သားတွေဟာအနီးဝန်းကြီးရှိကြေးရာတွေမှာအိမ်ခြံဝင်းတွေကိုဈေးပို့ပေးပြီးစုပေါင်း9ရက်နေထိုင်လာကြတာကြောင့်အင်ချမ်ပြေ9ရက်ကနှုံထားတွေချက်ချင်းမြင့်သက်သွားတယ်လို့ဒေသခံတွေက MB ကိုပြောပါတယ်။အဲ့ဒါပြင်အဲ့ဒီကကြားဖြတ်တွေဟာမြဝတီတောင်ပတ်မင်းလက်ပံဖလူအင်ဂျင်မြိုင်မထော်တလေမြစ်တာလင်းမြိုင်ဘက်ရှိ BGF DKBA စားတဲ့လက်နက်ကန်တပ်ဖွဲ့ဝင်တွေပိုင်ဆိုင်တဲ့ နေနေကိုငှားရနေထိုင်ကြသလိုအဲ့ဒီကနေတချို့လဲထိုင်းဘက်ကိုဝင်ရောက်ဖို့လှုပ်ဆောင်နေကြသူတွေလည်းရှိတယ်လို့ NBA ကစုံစမ်းသိရှိရပါတယ်။